ီမှာကျွန်တော်အခုတွေ့ရတဲ့အတိုင်းပဲလူများလားမများလားဆိုတာဒီမှာ shutter back စီးဖို့တောင်မှကျွန်တော်တို့ဒီမှာဝင်းကဘာလုံးမျိုးပေါ့เนาะကျွန်တော်သွားနေရတယ်သူတို့ရဲ့တကယ်ကိုဘေးသူကလက်ရရရာတော်တော်ကြီးကိုခန်းနာထဲသွားတာကိုကျွန်တော်တို့တွေ့မြင်ရမှာပဲဖြစ်ပါတယ် ားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ခုရောက်နေတဲ့နေရာကတော့ရိုးရှိုမောင်တိန်ကာချာတူရီဇင်ဇုံဆိုတဲ့နေရာလေးကိုရောက်နေတာဒီနေရာကတော့ဒါတရုတ်နိုင်ငံနန်ကျင်းမြို့ရဲ့ပြောမှဆိုလို့ရှိရင်ထင်ရှားကြော်ကြားတဲ့အထင်ကြီးနေရာတစ်ခုပဲဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တဘာဝအလှတရားတွေနဲ့ပြီးတော့ဗုဒ္ဓဘာသာဆိုင်ရာပေါ့နော်ယဉ်ကျေးမှုအမွေအနစ်တွေကိုတနေရာထဲမှာပဲပေါင်းဆက်ထားတဲ့စိတ်ဝင်စားဖို့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီနေရာမှာနောက်ထပ်ပို့ပြီးစိတ်ဝင်စားတဲ့ကျွန်တော်ဗုဒ္ဓဘာသာရဲ့အတွက်ပို့ပြီးစိတ်ဝင်စားတဲ့တစ်ခုကဘာလဲဆိုတော့သူကဗုဒ္ဓရဲ့ဥကောင်းတော်ပေါ့နော် ဓာတ်တော်ကိုဒီနေရာမှာထပ်ပနာထားရလို့လည်းသိရပါတယ်ကျွန်တော်လည်းတော်တော်လေးစိတ်ဝင်စားနေမှာမို့လို့ကျွန်တော်လည်းဒီလိုက်ကြည့်ပြပါဦးခင်ဗျာကိုကတော့ဒီမှာကျွန်တော်တစ်ကက်ရလာရောနော်ဒီကောအဲ shutter bus လို့မျိုးဟာမျိုးစီးရမယ်ပေါ့နော်ပြီးလို့ရှိရင်ဓာတ်လေကန်နဲ့ဆက်တက်ရမယ်လို့လည်းသိရတယ်အခုကတော့ကျွန်တော်သွားနေပါပြီ ဒီမှာဆိုလို့ရှိရင်ဒါသွားမဲ့လူတွေပေါ့နော်အများကြီးပဲဗျတောင်ပေါ်တက်မဲ့လူတွေပေါ့နော်ကျွန်တော်လည်းတန်းစီရအောင်ဒီမှာကျွန်တော်အခုတွေ့ရတဲ့အချိန်မှာလူများလားမများလားဆိုတာဒီမှာ shutter back စီးဖို့တောင်မှကျွန်တော်ဒီမှာဝင်းကဘာလိုမျိုးပေါ့เนาะကျွန်တော်သွားနေရတဲ့ ဒီကျွန်တော်ရှေ့နာကိုရောက်လာတဲ့အချိန်မှာဒီလိုမျိုးထိုင်လို့ရတဲ့ခုံလေးတွေတော့လုပ်ဝေးရရတက်ကြီးရွယ်ဟိုတွေအဲ့လိုစောင့်ရတာကြာလို့ရှိရင်ထိုင်လို့ရအောင်ပေါ့နော်အရှိနာမှာဆိုလို့ရှိရင်တော့ဒါမျိုးတွေလုပ်ဝေးတာဟိုမှာတော့ဒီလိုတန်းနေပေါ့နော်ကျွန်တော်ဒီ shutter bag စောင့်ရတာကြာလို့ရှိရင်ဒီခုံလေးမှာဒီမှာထိုင်ပြီးစောင့်နေလို့ရတယ် ဒီနေရာကျွန်တော်တို့ဒီ TikTok မှာဆိုလို့ရှိရင်ပေါ့နော်ပေါ့နော် famous ဖြစ်တဲ့ viral ဖြစ်တဲ့နေရာတစ်ခုပဲအဲသူကနိုင်ချင်းမြို့ရဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မြို့လေကောင်ကနေဆိုလို့ရှိရင်15 km ဒါကော်ဝေးနေနေရာမှာတရှိပါတယ်ကျွန်တော်တို့ဒါဆက်လေကားနဲ့ပေါ့နော်အပေါ်ထက်တက်လာပဲဖြစ်ပါတယ်။前方梯级收缩，小心夹角。 ကဲခုကတော့အားလုံးတွေ့ရတဲ့အတိုင်းပဲဒီနေရာမှာတော့ကျွန်တော်တို့ခစ်သစ်ဒီဇိုင်းနေနေပေါ့နော်ရှေယိုဘီတုကာတွေကိုပေါင်းဆက်ပြီးတော့ဖန်တီးထားတာကိုတွေ့ရတယ်ကျွန်တော်တို့ဒီအဆောက်အုံတွေဈေးကျော်ရေဆိုလို့ရှိရင်လည်းသူကအဓိကအားဖြင့်ရွှေရောင်နဲ့အနီရောင်အသုံးပြုထားတာဖြစ်တဲ့အတွက်တော်တော်ကြီးကိုခမ်းနားထဲဝါလာတာကိုကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ် သူတို့ရဲ့တကယ်ကိုဘိသူကာလက်ရရတော်တော်ကြီးကိုခန်းနာထဲဝါတော့ကျွန်တော်တို့တွေ့မြင်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီအလဲမှာဒါဒီရှိတဲ့ဒီလျှောင်းတော်မူဇေယီတော်ကြီးကတော့သူကကျွန်တော်အစတစ်ဖက်ကိုပဲမျက်နှာမူနေထင်တာမဟုတ်သူကပတ်ချလဲသူကလဲနေရပါတော့ကဲဒီမှာကတော့ကျွန်တော်တို့ဒီကိုလာပြီဆိုလို့ရှိရင်ဒါမျက်မှန်ငားတဲ့ဌာနလေးရှိရပါတော့ဒါပေမဲ့ဒီမျက်မှန်ရိုးမျက်မှန်တော့မဟုတ်ဘူး AR မျက်မှန်ပါတော့ အဲဒီမျက်မှန်တက်ထားလိုက်လို့ရှိရင်တော့ဒီမှာပြထားသလိုမျိုးကြီးကျွန်တော်မြင်နေရမှာပေါ့အဲတူကဒီထမ်းမှာတော့အဲကျွန်တော်စိတ်ထင်တော့ information တွေကိုဒါတို့ရှင်းပြသွားမှာပေါ့ဗျာအဲ့လိုပုံစံမျိုးဖြစ်မဲ့နေတူတယ်အဲဒါမျိုးကြီးလာမယ်ပေါ့နော် information တွေရဲ့ပြီးတော့တို့အဲ AR နည်းပညာတွေတို့ထည့်သွင်းတာမှာပေါ့ကဲမျက်မှန်လေးတွေအောင်ဒီမှာပါဒါကတော့ AR classics ပေါ့နော်ဒီမှာငှားလို့ရပါတယ် ဒီနေရာကြီးကတော့ဒါဘရိုတွေအားလုံးတွေ့ရတဲ့အတိုင်းပဲသူကခစ်သစ်ပေါ့နော်ခစ်မီအဲဘီတုကလက်ရဒီဇိုင်းနေနဲ့ရှေးဟောင်းဘီတုကလက်ရဒီဇိုင်းတွေကိုပေါင်းဆက်ပြီးတော့ဖန်တီးထားတဲ့နေရာတစ်ခုပေါ့ဗျာအဲကျွန်တော်ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်နန်ကျင်မြို့ကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီနေရာကိုမဖြစ်မနေလာဟုတ်လည်းပဲပို့တော့ကျွန်တော်ဖိတ်ခေါ်ကြပါမယ် အခုကျွန်တော်ဒီနေ့လာခဲ့တဲ့နေရာလေးကတော့ဒါတရုတ်နိုင်ငံပေါ့နော်နန်ဂျင်းမြို့မှာတည်ရှိတဲ့ Nanshu Mountain Tourism Center ပဲဖြစ်ပါတယ်။အဲဒီနေရာကတော့ကျွန်တော်တို့ဒါနန်ဂျင်းမြို့ရဲ့ဒါမြို့လယ်ကောင်းအောင်ဆိုလို့ရှိရင်15ကီလိုမီတာလောက်ကွာဝေးပါတယ်။အဲသူကတော့အဓိကအားဖြင့်ဒီနေရာကိုဘယ်လိုလူမျိုးတွေလာရောက်လဲပတ်သက်လဲဆိုတော့တဘာတရားကိုချက်မြတ်နိုးတဲ့သူတွေနောက်ပြီးတော့ဗုဒ္ဓဘာသာဝင်တွေပေါ့နော်။အဲလာရောက်ပြီးလေ့လာသင့်ပါတယ်။ဒီနေရာကိုတော့ကျွန်တော်တို့ဒါຫນွေဦးနဲ့ဒါဆောင်းဦး ာလာရေမှာလာပြီးတော့လေပတ်တာတော့ပို့ပြီးတော့တင့်တော်ပါတယ်အခုကျွန်တော်လာတာတော့စောင်းဦးကာလာဆိုတော့ရာသီတို့ကအေးစင်စင်လေးနဲ့ကျွန်တော်ချွေးမထွက်ဘူးပေါ့နော်ပြီးတော့ကျွန်တော်ဒီလိုမျိုးတွေကျွန်တော်တို့သွားလာလေပတ်တဲ့အချိန်မှာတော့ကျွန်တော်ဒေသခံယဉ်ကျေးမှုတွေနဲ့တလေထုံတန်းဆင်လာရေကိုကျွန်တော်တို့လေးစားလိုက်နာဖို့ဒါအရေးကြီးပါတယ်ခင်ဗျာတို့ရဲ့ဒီ rules and regulation တွေကိုကျွန်တော်တို့မဖြစ်မနေကျွန်တော်လိုက်နာပေးပါဆိုတော့ ဒီနေရာကိုတော့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာဝင်တွေနဲ့ကျွန်တော်တို့ဒီတောတောင်တဘာဝကိုချင့်မြှောက်နိုးတဲ့သူတွေလာရောက်လည်းပတ်သက်ပါတယ်တရုတ်နိုင်ငံနန်ကျင်းမြို့ကိုရောက်မယ်ဆိုလို့ရှိရင်တော့ဒီ Nang Shu Mountain Tourism Center ကိုလာရောက်လည်းပတ်ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျဆိုတော့နောက်ပိုင်းမှာကျွန်တော်ဘလို့နေရာတွေဘလို့အစီအစဉ်တွေကိုဆက်ပြီးတင်ဆက်အောင်မလဲဆိုတာဆောင်မျှော်ကြည့်ရှုပေးကြပါအောင်ကြည့်ရှုအောင်ကြရအောင်ရောက်စီတဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်အခုတော့ဒီဘက်မှာတလောင်းနဲ့ပဲနှုတ်ဆက်ပြရသေး